အရေးကြီးတဲ့ဘာလို့အချက်တွေရှိနေသလဲဆိုတော့အာကျွန်တော်တို့ဟိုခေါင်းကနေခြေဖျားအထိပေါ့နော် အကုန်လိုအပ်တယ်ဗျဆိုတော့ကျွန်တော်တို့အာဟိုတချို့ဆိုရင်ကျွန်တော်တို့အဝတ်တွေကိုတခုနဲ့ကျွန်တော်တို့ထွက်လာရတဲ့လူတွေရှိတယ်အဲတချို့ကငကိုကလေးကနေဘာမှမရှိတဲ့အရန်ကိုဒါဆင်းရဲမှန်ပါကြတဲ့ပြည်သူတွေဖြစ်ပါတယ်ဆိုတော့သူတို့မှာကျွန်တော်တို့ဟိုအခုကတော့ဒါအတိုင်းအတာတစ်ခုကြီးလုံခြုံရေးနေရာကိုရောက်သွားပြီဒါပေမဲ့မနေ့ဖြန် ကလေးကငိုနေပြီပေါ့နော်လက်ဖြာအိုးထဲမှာချက်မဆန်ကမရှိသေးဘူးဆိုတော့ဒီစားရဲတောက်ရဲကိစ္စပြဿနာတွေအခုကကျွန်တော်တို့ဒီမိုးအာဟိုရာသီဥတုဒဏ်တွေကိုခံနိုင်ဖို့အတွက်ကျွန်တော်တို့ကအာဟိုလေကွင်းပြင်မှာကျွန်တော်တို့အိပ်ဖို့ဆိုတဲ့ဟာကလည်းကျွန်တော်ကမဖြစ်နိုင်ဘူးဆိုတော့ဒီအရေးပေါ်ကျွန်တော်တို့အဆောင်အာလိုအပ်ချက်တွေကျွန်တော်တို့ရှိတယ်ဟိုကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီတာတနိကအဆောက်အဦဘာသာရေးအဆောက်အဦတို့အဲနောက်ဘုရမတခြားဒီစာတင်ကြောင်းတို့ အဲနောက်ပြီးတော့မှဒီတခြားတော့အဆောက်အဦတွေထဲမှာကျွန်တော်တို့လူတွေကိုစုပြုံပြီးတော့မှအဲ့ဒီမှာထားဖို့ဆိုတဲ့ဟာကလည်းလက်ရှိရခိုင်မှာဖြစ်နေတဲ့အနေထားတွေအရအဲ့ဒီဒီဟိုစစ်ဆောင်တွေတာမန်ပြည်သူတွေနေတဲ့နေရာတွေကိုဟိုဟိုပြစ်မှတ်ထားပြီးတော့မှတိုက်ခိုက်နေတဲ့ဟာတွေဘုံကျင်းနေတဲ့ဟာတွေရှိတော့အာအဲ့ဒီအဆောင်တွေမှာအာနေဖို့ဆိုတဲ့ကိစ္စကလည်းအမတမောက်ကိုအန်ဒီများတာပေါ့နော်ဆိုတော့ဒီအဆောင်လိုအချက်ကလည်းတော်တော်လေးကိုကြီးမားပါတယ်နောက်တစ်ခုက ဆေးဝါးလိုပဲချက်ပါကျွန်တော်တို့မှာနာမကျန်းနေဖြစ်နေတဲ့လူတွေပါလာတယ်